letter from Burma မြန်မာပြည်ကရေးတဲ့စာအပန်းဖြေနားရက်များ၃ပကံမှာကျမတို့သွားဖူးတဲ့တတိယမြောက်ပထိုးကတပ်ပေညူဖြစ်ပါတယ်ရှေးဟောင်းဘာသာရေးအဆောက်အုံတွေလည်းအမြင့်ဆုံးဖြစ်ပြီးပြည်ဖြစ်တဲ့အချိုးအစားနဲ့ပစ္စယံအဆင့်တွေကြောင့်သိက္ခူတပ်ပေတဲ့ဇေဒီပထိုးတွေလည်းတစ်ခုအပါဝင်ဖြစ်ပါတ 1990ခုနှစ်တွင်အထိလာရောက်ဖူးမြော်သူများကိုပစ္စယံတွေပေါ်တက်ခွင့်ပေးတာကြောင့်ပကန်းလွင်ပြင်တစ်ခုလုံးရဲ့ငြိမ်းချမ်းပြီးအတုမရှိတဲ့တန့်ငြိမ်အခင်းချင်းကိုလှမ်းကြည့်နိုင်ပါတယ်။ငါဒီကိုရောက်ခဲ့တယ်ဆိုတဲ့ဓာတ်ပုံတွေရိုက်ဖို့အကောင်းဆုံးနေရာဖြစ်ပြီးကျမကိုယ်တိုင်လည်းငယ်စဉ်ကဒီပစ္စယံအဆင့်တစ်ဆင့်မှာဝမ်းကွဲမောင်တယောက်ရဲ့ ဦးလေးတယောက်ရဲ့တို့နဲ့အတူရိုက်ထားတဲ့ပုံတွေရှိပါတယ်။ပုံတွေထဲမှာ ကျမတို့အားလုံးကိုကိုကိုနဲ့ကိုဘဝကိုချိန်နဲ့အားရနေကြပုံ ပေါ်ပါတယ်။ထိမ့်သိမ့်ရဲ့အလုံးကပစ္စည်းရန်တွေအပေါ်ဘသူ့ကိုမှ တက်ခွင့်မပေးတော့ကတဲ့ကတပိညူကိုလာတဲ့ဧည့်သည်အစီအတွက်အတော့ကိုရောပါသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဒီဂူပထိုးကြီးဟာ ပြန်လေဖော်ထုတ်တာစောင့်နေတဲ့အပြစ်ပေခံအလားတစ်ခုလိုဆွေးရိပ်တွေလွှမ်းနေပါတယ်အတွင်းနိုင်ငံတွေမှာတုတ်ထားတဲ့ထုံးဖြူကြမ်းကြမ်းအောက်ကနိုင်ငံဆေးရည်တွေကိုကျွမ်းကျင်တဲ့ပကြီးထိမ့်သိမ့်သူပညာရှင်များရဲ့အစွမ်းနဲ့ပြန်လေဖော်ထုတ်နိုင်ပါလိမ့်မယ်ထိမ့်သိမ့်ဆောင်ရှောက်မှုကတော့လုံးပါတယ်ဆိုလောက်အောင်သာ ရှိတယ်ဆိုတာပေါ်လွင်ပါတယ် ဒီလောက်ရင်ကျေးမှုအရာတမိုင်းအရာအရေးပါလာတဲ့အဆောက်အုံကြီးအတွက်ဝမ်းနဲ့စိတ်ပြည့်ဖွယ်ရာအခြေအနေပါပဲပကံပဝင်းကျင်မှာစောင်းလျှောက်ဖို့လိုအပ်တာအများကြီးပါစမယ်ဆိုရင်ဒီတာသနိက အဆောက်အုံတွေကပဲစရပါမယ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဟာအကောင်းဆုံးဖြစ်ဖို့ထက်မြန်မြန်ပြီးဖို့ကိုသာလုံဆောင်ခဲ့ကြတာဖြစ်ပါတယ် အမှုပညာနဲ့ရှေးဟောင်းသူတွေတနာလုပ်ငန်းညှိုးတဲ့သူတွေပကံရဲ့အခုအခြေအနေကိုမြင်တိုင်းမျက်ရည်လဲကြတယ်လို့ကျမကြားရပါတယ်။ခရီးပထိုးတွေနဲ့ပြည်နေတဲ့လွင်ပြင်ကြီးခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်အောင် အလင်းစလိုတွန်းပြီးလှုပ်ဆောင်ခဲ့ကြလို့ပျက်စီးသွားခဲ့ရတဲ့မျက်နှိုးပွေရှေးပထိုးစီဒီဟောင်းတွေဟာအယူဆိုင်မှု ွမ်းကျင်မှုတွေနဲ့ဆိုရင်တကယ်မူလပုံပြန်လဲပေါ်လာနိုင်လောက်ပါသေးတယ်။ဘူချောင်းငယ်တွေအတော်များများဟာအပြင်းစင်ရသေးတဲ့အတွက်ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။၎င်းတို့ကိုငကိုအနေအထားနဲ့နီးစပ်တဲ့တွင်ပြင်အတိုင်းပြန်လဲတည်ဆောက်ခြင်းဒါမှမဟုတ်ပျက်စီးနေပုံအစဉ်အဆက်အတိုင်းထိမ့်သိမ်းထားတဲ့နီးအားဖြင့်မျိုးဟောင်းကြီးကို အချိန်ကတိုက်စားခဲ့ပုံရဲ့မျက်မြင်သမိုင်းအဖြစ် ရှိစေခြင်းတွေလုံးဆောင်နိုင်ပါသေးတယ်။ဒါတွေကကျွမ်းကျင်သူတွေရဲ့ကဏ္ဍဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းမစခင်မှာကျမတို့တွေကပကံဟာ ကျမတို့နိုင်ငံရဲ့သမိုင်းမှာအရေးပါတဲ့အထိမ်းအမှတ်တစ်ခုသာမကကမ္ဘာရှင်ကြီးမှု အမွေအနှစ်တစ်စိတ်တစ်ပိုင်းလည်းဖြစ်လို့ကာကွယ်ဖို့ ထိမ့်သိမ့်ဖို့လိုအပ်တယ်ဆိုတဲ့အသည့်ကျယ်ပြန့်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ရှေးဟောင်းသာသနိကအဆောက်အုံတွေတွင်ဂယူဆိုင်ဖို့ကာကွယ်ဖို့လိုနေတာမဟုတ်ပါဘူး။ပကံဝင်းကျင်ဒေသတဝိုက်လုံးဟာလည်းအမြတ်တနိုးထားဖို့ထိမ့်သိမ့်ဖို့တောင်းဆိုနေပါတယ်။တနင်္ဂနွေလောက်ကားနဲ့သွားလိုက်ရင်ဒီဒေသမှာနောက်ဆုံးကျန်နေတဲ့အင်ဂျင်တောအုပ်ကိုရောက်ပါတယ်။ 6တွေ့ကြမ်းတမ်းတဲ့ဂန္ဓာယအလယ်ကရဲရဲဝံ့ဝံ့ OA စစ်ကလေးပါပဲ။အင်ဂျင်ဆိုတာတိတ်ထူးဆန်းတဲ့သစ်ပင်တစ်မျိုးဖြစ်ပါတယ်။အပင်အိုလာလို့တေသွားတဲ့အခါသူ့အသားဟာအခြားသစ်တွေလိုစွေးမြေ့မသွားပဲကြောက်သားလိုအသွင်ပြောင်းသွားပါတယ်။သစ်တော်ထိမ့်သိမ့်ရေးဥပဒေအရအပင်ခုန်လဲတာကို တားဆီးထားတယ်ဆိုပေမဲ့လည်း အပင်တွေကြည့်ရတာပိန်ပိန်လှီးလှီးနဲ့အားရစရာမရှိတဲ့အပြင်အပင်ပြိုလေးတွေတက်လာနေတဲ့အရေးအယောင်လည်းမရှိလှပါဘူးကျမတို့ရဲ့တစ်တောလိလာရေးခရီးမှာသတင်းတော့အယောက်20လောက်လည်းပါလာပါတယ်ကျမအနေနဲ့ကျမတို့ရဲ့ပကံခရီးအပန်းဖြေရက်တွေကိုတည်တည်တတ်တတ်ရှိစေခြင်းပေမဲ့ညှော်လင်းတယ်လို့ဖြစ်မလာခဲ့တဲ့အတူတူသတင်းတော့တွေကို ကျမတို့ရဲ့တူးလာတဲ့အဖွဲ့ဝင်တွေလို့ပဲသဘောထားလိုက်ပါတယ်။ကြံကောင်းတာကအားလုံးဟာ ခင်ခင်မင်မင်နဲ့အစဉ်ပြေအောင်ဝိုင်းလုပ်ပေးကြပါတယ်။တစ်တော့ရဲ့စိတ်ငြိမ်တဲ့တနေရာမှာအေးအေးဆေးဆေးနေလေစာပျော်ပွဲစားကြမယ်လို့ကျမတို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့တောအုပ်လေးကို ရောက်သွားတော့အနည်းရှိ ရွာတရွာက လူတွေတော်တော်များများ ျမတို့ကိုတွေးဖို့စောင့်နေတာတွေ့ရပါတယ်။ဒီရွာရဲ့နာမည်ကကြပြားဆန်းဆန်းလေးပါ။ဇီးအိုတစ်လှနတ်ထင်းအင်ချင်းတော်တဲ့ပုခုကြပြားတပုတ်ကြနေတာပါပဲ။ဒီရွာကလေးနဲ့ဂျပန်နိုင်ငံအကြားမျော်လင့်မထားတဲ့ဆက်သွယ်မှုတစ်ခုရှိနေပါသေးတယ်။ကျမကရွာကအမျိုးသမီးတွေကိုသူတို့ရွာမှာ လိုအပ်ဆုံးကဘာလဲလို့မေးတဲ့အခါရေလို့ဖြေကြပါလေသူတို့ရွာမှာလုံခဲ့တဲ့နှစ်အနေငယ်ကအဝေးစီးတွင် တူပေးထားလို့အရင်ကလိုမခက်ခဲတော့ပဲရေရလာပြီ ဖြစ်ပေမဲ့ရေတွင်းနဲ့ဝေးတဲ့သူတွေအတွက်ကတော့နေ့တိုင်းလမ်းအဝေးကြီးလျှောက်ပြီးခက်နေရသေးတယ်ဆိုတဲ့အကြောင်းတွေရှင်းပြကြပါတယ်။ဒါအပြင် ရေပန့်ကိုမောင်းဖို့ဒီဇယ်ဘိုးပေးရပါတယ် ဈေးကတင့်တင့်နေဆိုပေမဲ့သူတို့လိုထန်းနဲ့လှုပ်ရှားရတဲ့တောင်စုအများစု အတွက်ကတော့ဝင်တစ်ခုလိုဖြစ်နေပါတယ်ဒီလို6သွေးပူပြင်းတဲ့အညာဒေတာမှာရှင်သန်နိုင်တဲ့ထန်းပင်တွေဟာဖြာတွေတောင်းတွေရက်လုံလို့ရတဲ့ရက်လုံအရွက်တွေစားလို့ရတဲ့အသေးတွေထွက်ပါတယ်အဓိကကြားတဲ့ထုတ်ကုန်ကတော့ ချုံများတဲ့ပင်ကြရည်ပါဒီတိုင်းလက်လက်ဆက်ဆက်တောက်เสียအနေနဲ့ဖြစ်ဖြစ် အချင်းခံပြီးခြေလက်ရမကပြင်းပြင်းလို့ဖြစ်ဖြစ်ကြိုချက်ပြီးအင်မတန်စားကောင်းတဲ့ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်ကျမចောင်းသူဘဝတုန်းက အလွတ်ကျက်ခဲ့ရတဲ့အင်မတန်ကြော်ကြားတဲ့စနစ်ရာစုကြပြတပုတ်ကနေထန်းတက်သမားတို့ရဲ့ခက်ခဲတဲ့ဘဝကို ိခဲ့ရတယ်။မနှက်စောစောမြူကိုထချင်ကလေးကအန်ဒီရဲ့အလွန်များပြီးခန်းပင်ကကြတာတွေမကြာခဏဖြစ်ပြီးဒံယာကလည်းပြင်းထန်နိုင်ပါတယ်။ပင်ပန်းလှတဲ့ထန်းတက်သမားဘဝကိုပွက်ပွက်ကွင်းကွင်းပေါ်လွင်စေရုံမကယခုခေတ်အထီတော်တိကျမှန်ကန်တဲ့ပုံဖော်မှုဖြစ်တယ်ဆိုတော့ကျမရွာသားတွေနဲ့စကားပြောကြည့်တော့သိရပါတယ် သူတို့ဟာအရင်ရှေးရာစုများစွာက သူတို့ဘိုးဘွားတွေရှောင်လန်းခဲ့တဲ့တတ်တာရာမရှိတဲ့လမ်းချမ်းကြီးကိုစက်ပြေးရှောင်လန်းနေရစေဖြစ်ပါတယ်။အရင်ကနဲ့တိတိတတ်တာကွာလာတာတခုကတော့ဒီကနေ့ဇီးယိုတစ်လှနထိန်အင်ဂျင်တော်ရွာကထန်းတက်သမားတွေတဲ့တက္ကသိုလ်ဘွဲရသူတွေရှိနေတာပါပဲ။ 高山素季。